အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့ဆူမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ အဒီနေ့ညမှာဒါလွန်ခဲ့တဲ့ဒါနိုင်ဝက်လောက်က breaking news အခုအနေနဲ့တက်ခဲ့တာကတော့ Manchester United အသင်းရဲ့အပြောင်းအရွှေ့အကြောင်းပေါ့နော် Manchester United အသင်းအနေနဲ့အခုလက်ရှိမှာဒါဖတ်မရတော့တရားတော့ပြောရမယ်ဆိုရင်တော့ဒါ Duncan Castle ဒါကျွန်တော်တို့သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာရေးသားထားရင်တော့ Manchester United အသင်းက Brian Ambwambu ကိုဒုတိယမြောက်ကန်လန်မှုအနေနဲ့ကန်လန်လိုက်ပြီးဖြစ်တဲ့ဆိုတဲ့သတင်းကို Duncan Castle ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာရေးသားထားတာတွေ့ရမယ်အဲ့တော့ဒါ Manchester United အသင်းနဲ့ကျွန်တော်ပထမဆုံးကန်လန်မှုဒါအညစ်ပဲခံပြီး ောက်ပိုင်းဒုတိယမြောက်ကလန်မှုကိုဒါကျွန်တော်ဒီနေ့ဒါသူတို့အင်္ဂလန်ဆန်တော်ချင်းမနက်ပိုင်းပေါ့နော်ကျွန်တော်ဒါမြန်မာဆန်တော်ချင်းညနေပိုင်းမှာဒါပြုလုပ်ခဲ့တယ်လို့ဆိုလို့ရမယ်ဒီမှာပါတယ်အဲ့တော့ဒီကလန်မှုနဲ့ပတ်သက်ပြီး Manchester United ကတော့55သန်း plus 5သန်း Euro တန်းကျော်ဆိုပေါင်တန်း60သန်း package နဲ့ဒါ Brentford ဘက်ကိုတရားဝင်ကန်လန်ခဲ့တယ်လို့သိရတယ်မှာပါတယ်အဲ့တော့ပြောချင်တာကတော့ Manchester United အနေနဲ့ပထမဆုံးကန်လန်မှုမှာတော့ဒါကျွန်တော်55သန်း plus 10သန်း 55သန်းတန်ပက်ကေ့ချ်နဲ့ United ဘက်ကကန်လန်းခဲ့ပေမဲ့ Brentford ဘက်ကပယ်ချခဲ့ပြီးဒုတိယမြောက်ကန်လန်းမှုကို United အသင်းနဲ့မလုပ်ခဲ့မှာ Brentford အသင်းနဲ့တောက်လျှောက်ဆွေးနွေးမှုတွေကိုရှိခဲ့တယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်အဲ့တော့ပြောချင်တာကဒီဒုတိယကန်လန်းမှုကဒါ Brentford အသင်းနဲ့ဆွေးနွေးပြီးတဲ့နောက်ဒုတိယမြောက်ကန်လန်းမှုဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမျက်စိတိုင်းမြင်ကြည့်မယ်ဆိုတော့ Brentford လိုချင်တဲ့ဒါကျွန်တော်ပမာဏတစ်ခုဖြစ်သွားမယ်လို့အကုန်လုံးကထင်ထားကြတယ် ဒါပေမဲ့ Duncan Caster ဒါကျွန်တော်ဒုတိယစာကြောင်းမှာရေးထားပုံရဆိုတော့ Brandford ကအခုလက်ရှိမှာ Brian Ambwambo ရဲ့အပြောင်းရွှေ့တာဒါကျွန်တော်ပေါင်80နဲ့အထက်ကိုအလိုရှိနေတယ်ဆိုပြီးတော့ပြန်ပြီးတောင်းဆိုလာအဲ့တော့ဒီနှစ်တာအပြောင်းရွှေ့မှာဒီအပြောင်းရွှေ့အပြောင်းရွှေ့ဒီမှာဒါတဖြည်းဖြည်းနဲ့အသင်းတွေရဲ့ philosophy တစ်ခုဖြစ်လာပြီးဒါအပြင်နေရတာကျွန်တော်လက်ရှိ move လောက်လာတဲ့အခြေအနေတစ်ခုပုံစံမျိုးဖြစ်လာတာကသူတို့နေတာပထမတော့သူတို့ကြိုက်တဲ့ဈေးကဒီဈေးပြောတယ်တကယ်တဲ့အသင်းဘက်ကကမ်းလှမ်းပြီးဆိုဒီဈေးကိုမကြိုက်တော့ဘူးထိုးလို့လို့ဒီလိုလိုထပ်ပြီးပြောလာခဲ့တယ်ပေါ့အခုလက်ရှိမှာဒါ United အသင်းမှာမဟုတ်ဘူးဒါအရင်ကတည်းကဒါကျွန်တော်ဒီဒီနှစ်မှာဒါကျွန်တော် Chelsea အသင်းနဲ့ Jimmy Gittens ရဲ့အပြောင်းအရွှေ့မှာလည်းဒီလိုပဲခံစားလိုက်ရတယ် Victor Gyökeres ရဲ့အပြောင်းအရွှေ့မှာ Arsenal အသင်းအခုလက်ရှိမှာရင်ဆိုင်နေရတဲ့ပြဿနာပေါ့နော်အဲ့တော့လက်ရှိမှာ Duncan Castle ပြောပုံရဆိုရင်တော့ Brentford အသင်းကဒီဒုတိယမြောက်ကမ်းလှမ်းမှုကိုလည်း ငင်းပယ်သွားမှုရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့တော့ဒီနေ့မှတော့ကျွန်တော်ဒက်ကန်ကာစတယ်ကိုတော့ tier 2 tier 3 level လောက်ယုံလို့ရတဲ့အတွက်ကြောင့်မို့တာနည်းနည်းတော့မဆိုးဘူးလို့ပြောလို့ရတယ်မှာအဲ့တော့ဒါပြောချင်တာကစာချုပ်တက်တန်းတစ်နှစ်ပဲကျန်တယ် Brian Ambo မူနေနဲ့စာချုပ်တက်တန်းတစ်နှစ်ပဲကျန်တယ်ကစားသမား United ဘက်ကဒါပေါင်တန်း60တန်းဒါ ်ဝက်ရှိဖတ်လောက်က word more ဘောနော်ပေါင်တန်း60တက်တောင်ပူတဲ့ကမ်းလှမ်းမှုတခု United ဘက်ကလုပ်ခဲ့တယ်ပြောချင်တာဒါထင်တာအများကြီးပူပြီးပေးထားတဲ့ဈေးတောင်ဖြစ်နေပြီစာအုပ်တတတနှစ်ပဲကျန်တဲ့ကစားသမားအမှန်တိုင်းပြောရမယ်လက်ရှိမှာ Brian Ambo ကတကယ်ကိုကောင်းတယ်ဆိုပေမဲ့ပေါင်တန်း50နဲ့90ကြာပဲလက်ရှိ market rate ရရှိဒါပေကျွန်တော်လက်ရှိဒါပူဆိုးသွားတာဘောနော် Brian Ambo နဲ့မနစ်ကလည်းသူ့ရဲ့ခြေစွမ်းကတော်တော်လေးကိုဒါအဆင်ပြေတဲ့ခြေစွမ်းတခုဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်အသေးတော်များစိတ်ဝင်စားကျွန်တော်သိလောက်ဘောနော်ဒါမနစ်က Champion League ဝင်တဲ့အသင်းမဟုတ်ဘင်းနဲ့ဒါကျွန်တော်လက်ရှိတိုက်စစ်မှာ 90တွင်းနဲ့တတိုက်စစ်မှုတွေကိုတောင်းမှန်ကစားသမားတွေတက်ရောက်ဖြစ်တဲ့ကြောင့်ဒါတော်တော်လေး impressive အဲ့တော့ကျွန်တော်အနေနဲ့မြင်မယ်ဆိုကျွန်တော်အနေနဲ့ခင်ဗျားဒါ personally မြင်မယ်ဆို United အသင်းနေထပ်ပြီးတော့ကန့်လန့်မှုလုပ်တဲ့လား brand ကိုအသင်းကဒါကျွန်တော်တို့ညှိပဲ့ခင်ကျွန်တော်အနေနဲ့အဖြေကရှင်းပါတယ်လက်ရှိမှာဒီဇေးကိုဒါ Manchester United အသင်းနဲ့တခြားသောကစားသမားတွေကိုပြေးလို့ရပြီအဲ့တော့ဒါကျွန်တော်လက်ရှိစာရုပ်တက်တဲ့နှစ်ပဲကျန်တဲ့ကစားသမားမှာဒါ United အသင်းနဲ့စောက်ချင်းရုပ်ချင်းနေဆိုရင်ဒါကျွန်တော် Brian အမွတ်မှုမရှိဘဲနဲ့ချင်းချင်းလေး ဒီတန်း60ကိုလက်ရှိ United အသစ်လိုအပ်နေတဲ့တိုက်စစ်မှုနေရာမှာအသုံးပြုပြီးတော့ဒါ6လလောက်ဆောင်းလိုက်6လလောက်ဆောင်းပြီးတကယ် Embryo and Bobo အနေနဲ့အခုလက်ရှိမှာအသင်းကနေပြီးထွက်ပြီး United အသင်းကိုပြောင်းကျင်တပဆိုရင်တော့ကျွန်တော်မြင်ရပါတော့6လလောက်အတွင်းမှာ United ကဒါကျွန်တော်အခုလက်ရှိမှာဗျ Brian Ambomo ကိုယ်တိုင်ကလည်းမှတ်မှတ်ရတော့ Hotspur အသင်း Newcastle အသင်းဒါကျွန်တော်တို့ အာစနယ်အက်စတွန်ဗလာတို့ကိုညင်းပယ်ပြီးသူက United မှာ United ဖြစ်နေတဲ့ကစားသမားတည်းအဲ့တော့ United နဲ့အခုလက်ရှိမှာတန်း60ကိုဒါ Brentford ဘက်ကတကယ်တမ်းညင်းပယ်ခဲ့ပြီဆိုရင်တော့6လနောက်6လကျွန်တော်ဒါဒီစမအပြောင်းရွှေ့မှာဒီကစားသမားကိုဒါကျွန်တော်အလွတ်နဲ့ခေါ်ယူလို့ရနိုင်မဲ့ပုံစံမျိုးကိုဆွေးနွေးသင့်ပြီလို့မြင်တယ်။ဘာလို့လဲလက်ရှိမှာဒါကစားသမားဆာအုပ်တက်တန်းတော့ဆုံးနေရလာပြီ။တီးတလောက်က Brian Ambon ကိုနဲ့စာချုပ်တက်တက်နောက်ထပ်တစ်နှစ် option ကိုလည်းတိုးဖို့အစီအစဉ်လုံးဝမရှိဘူး။သူအနေနဲ့ Brentford ထပ်ပို့ပြီးတော့ကောင်းတဲ့ club တစ်ခုအနေနဲ့သွားဖို့တော့သူစီစဉ်ထားပြီးတော့သူ့ဘက်ကဒါကျွန်တော်လက်ရှိဒါ ဆောင်းတရန်ဒီကုံမယ်ဆိုရင်သူနည်းပို့ပြီးတော့ကောင်းတဲ့ club တစ်ခုပါအဲ့တော့ Brian M1 ပို့ရအပြောင်းရွှေ့ပါ Brentford အသင်းနေနဲ့ဘာလို့အဲ့လောက်ထိ confidence ရှိနေလဲကျွန်တော်နေနေတော့မသိဘူးဒါပုံမှန်လည်းကျွန်တော်နေနဲ့ personally ပြောတာတချို့ကြကျွန်တော်ပြောကြရဘူးနော်ဆာယုတ်တန်တူးရဆိုအသင်းဘက်ကအသင်းဘက်ကဆာယုတ်တန်တူးရဆိုရင်တော့ကစားသမားဘက်က သဘောတူမှအိုက်ဆိုင်ကိုတန်တနစ်ကို activate လုပ်လို့ရတာအသင်းဘက်ကတိုးချင်တိုင်းတိုးလို့ရတဲ့ပုံစံမျိုးအခုလက်ရှိမှာကျွန်တော်ဘာလို့ဒီဆော့ဟောင်းမင်းပြောင်းရှိမှာကျွန်တော်ဘူတိသွားတယ်ဘန်ဒေးဗီစ်ရဲ့ဥစ္စာမသိဘူးအခုလက်ရှိမှာအသင်းကနေပြီးတော့ဆော့ဟောင်းမင်းကိုဆော့ဟောင်းတနစ်တိုးချင်ခဲ့ပေမဲ့ဆော့ဟောင်းမင်းဘက်ကအင်မလို့အဲမလို့လုပ်နေတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါတော်တော်လေးကိုဆောင်းလိုက်ရတယ်ပြီးတော့မှဒါကျွန်တော်ကစားသမားဘက်ကခေါင်းညှိလိုက်တော့မှပဲဆော့ဟောင်းတနစ်တိုးလို့အဲ့တော့ Brandford နဲ့လက်ရှိဒါကျွန်တော် Ambrian and Wembley အချင်းတကြားအတိုင်းပဲလူတော်များမှတ်မှာဟာဆောက်တဲ့တနှစ်ပူရှိရတယ်ကြောင့်ဒါဒီလိုမျိုးဖြစ်နေလို့ထင်ခဲ့ပေမယ့်ကစားသမားကဒီတဒန်းတနှစ်ကြက်နှစ်တက်တဲ့တိုးမယ်ဥစ္စာကစားသမားဘက်ကခေါင်းခိုင် အသင်းဘက်ကတိုးပိုင်ဝင်မရှိဘူးအပတ်တင်လာလက်ရှိမှာလာမယ့်6လအတွင်းမှာအသင်းနေအနေနဲ့တရားဝင်အလွတ်ပြောင်းရွှေ့ဖို့တစကားပြောခွင့်ရနိုင်မယ့်အခြေအနေတစ်ခုမှာ ဒီ club တွေဒီဘယ်လိုအဲ့တော့ပြောရရင်ဒါဗျာဒါကျွန်တော်တို့လက်ရှိပြန်စစချင်းပရီးမီယာလိဂ် club တွေကတော့ဒါပြောလို့မရဘူးဘုနော်ဘုံဝင်လေးပြောမှဒါကျွန်တော်တို့ကျွန်တော်တိလောက်ကနိုင်ငံတူချင်းချင်း club တွေအနေနဲ့ဒါပြောလို့မရဘူးဗျာပြောမှာပဲလေဟုတ်တယ်မှာစာချုပ်တက်တန်6လပဲကျန်တဲ့ကစားသမားဟော United တင်းနေတာအလွတ်နဲ့နောက်6လအတွင်းမှာရမယ်ဆိုအကုန်လုံးကပြောမှာပဲဒီနေ့မှာဒါကျွန်တော် Brian Ambomo အနေနဲ့လည်းပြန်ကြည့်မယ်ဆိုရင်ဒါ United တင်းကိုလာမယ့်နှစ်မှာပြောင်းမယ်ဆိုရင်ဒါစာချုပ်ထိုးကြီးပုံစံမျိုးတော့သူ့နေရသွားနိုင်တယ်ဗျာအလွတ်နဲ့ပြောင်းရင် United ဘက်က okay ဒါငါ့ကိုလက်ရှိတန်း60ကမပေးဘူးနောက်နေ့မင်းအလွတ်နဲ့ပြောင်းမယ်ဆိုရင်ငါတို့စီမှာပေါင်10တန်း15တန်းမင်းကိုပေးမယ် ဘာလို့လို့ရမှာ brand food နေအဲ့တော့လက်ရှိမှာကျွန်တော်အနေနဲ့ brand food အနေနဲ့ခေါင်းမာနေတာတို့တို့ကပို့ပြီးတော့ပြဿနာရှိရလို့မြင်နေ United တင်းနဲ့ဒီပေါင်တန်း60အခုလက်ရှိမှာပြောနေပြောမှာဆိုဒါ market မှာပေါင်တန်း60တန်းကစားသမားအများကြီးရှိတယ်အခုလက်ရှိဒါ brighton ရဲ့တောင်ပိုင်းကစားသမားတာ အသင်းကထွက်မဲ့အတွက်လုံးဝရေပန်းစားနေတဲ့ဂျာဝဘက်ဒူလည်းပေါင်ပန်း60ပဲခေါ်ရတာပဲအဲ့ဒါကျွန်တော် Brian Amoone နဲ့ဂျာဝဘက်ဒူအမှန်တကယ်ဂျာဝဘက်ဒူခေါ်လိုက်လို့ရတာပဲ United အသင်းတို့တပါလက်ရှိမှာအဲ့ဒါမှမခေါ်ချင်းဆို United အသင်းနဲ့ပေါင်ပန်း60ပါထပ်ခေါ်မယ်အခုလက်ရှိမှာဒါကြောင့်ဂူသမားနေအောင်ပေါင်ပန်း33ပြီးတော့ကွင်းလေကစားသမားနောက်တစ်ယောက်ပေါင်ပန်း33ပြီးခေါ်မလား United ဘက်ကအများကြီးအများကြီးလုလို့ရတယ်မှာအဲ့တော့ပြောချင်တာရှင်းရှင်းလေး Brian Amoone ရဲ့အပြောင်းရွှင်တဲ့ပတ်သက်ပြီးထင်တာအထက်ပို့ပြီးတော့အများကြီးအများကြီးလူရာထက်ပို့ပြီးကြာနေပြီလို့မြင်တယ်။ United အသင်းနဲ့ဒါ Brian Amoone ရဲ့အပြောင်းရွှင်ကဒါဒီနေ့မှာဒါကျွန်တော်တို့အဲ့ပေါ်ဟို D ီကမ်းလှမ်းမှုကိုဒါတိုင်းတစ်ဖက်ကဒါညင်းပယ်ခဲ့ပြီးဒါရှိခဲ့ဆိုရင်တော့ရှင်းရှင်းလေးပဲ ဒီနေရာမှာ United တင်းဒီအပြောင်းရှိဦးဒါကြောင့်နောက်ထပ်6လောက်လောက်ညီမကစားသမားတို့အလွတ်နဲ့ပြောင်းရှိဖို့အတွက်ပြန်ပြီးချင်းကပ်တယ်ပြီဒါပေါင်တန်း90တန်လာမယ်လုံးဝမယ်အခုလက်ရှိမှာပေါင်တန်း60နဲ့အထက်ပြီးထားတာတော့မှတော်တော်လေးကိုကျွန်တော်ကများနေပြီလို့တော့မြင်မိရတယ်မှာပါတယ်ခင်ဗျားတို့ကျွန်တော်လည်းဒီနေရာမှာဒူချမတန်ဒါပေမဲ့ကျွန်တော်ရောအလိုပဲမြင်နေတယ်အဲ့တော့ကစားသမားကလက်ရှိမှာ United မှာ United ဖြစ်တဲ့ကြောင့်မို့ဒါဟို United တင်းနေတဲ့နောက်6လောက်အတွင်းမှာဆက်လက်ပြီးအသုံးချတင်တယ်လို့မြင်နေ Brandford ကိုဒါကျွန်တော်ပညာပြတင်တဲ့အနေထားမှာရှိတယ်လို့မြင်နေအဲ့တော့ Brandford တင်းကလည်းဘာကြောင့်မို့ဒီလောက်ထိတောင့်ခံနေလဲကျွန်တော်တော့မသိဘူးဒါ Cola Hala ရဲ့နီးပြတဲ့လက်ထက်မှာ Brian Ambon က အစ်စ်အတွက်အစ်စ်အတွက်အများကြီးရေးပါလာနိုင်တယ်ဆိုတဲ့ပုံစံမျိုးများတွေ့နေလာအဲ့တော့ ဒေါ်ဒန်ဟော့စပါတင်ကအခုလက်ရှိမှာ Brian Mbombu ကိုစိတ်ဝင်စားတာမှန်ပေမဲ့သူတို့အနေနဲ့အခုလက်ရှိမှာ Mohammed Kudus ကိုပြောင်းရွှေ့ဖို့အတွက်စိတ်ဝင်စားသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိမှာ Brian Mbombu ရဲ့အပြောင်းရွှေ့ကို Sporting ဘက်ကလည်းစွန့်လွတ်လိုက်ပြီပြောချင်တာက Newcastle United ကလည်းအခုလက်ရှိမှာ Joao Pedro ဘက်ကိုအပြေးဝါလိုက်နေတယ် Aston Villa တင်ကအခုလက်ရှိမှာဒါကျွန်တော် Duncan Castle ပြောဘလို့မှပေါင်တန်း60ကို Brian Mbombu မှမသုံးနိုင်ဘူးဒါကြောင့်လက်ရှိမှာသူတို့နဲ့ Champions League မဝင်ထောက်ဘူးလက်ရှိရှင်ရင်းဆွဲကစားသမားတွေတောင်ထုတ်ရောင်းပြီးပြဿနာရှာရမယ့်အနေအထားတစ်ခုမှာ Aston Villa တင်နဲ့ဘလို့မှ Brian Mbombu မဝင်နိုင်အဲ့တော့တေးကြတစ်ခုကတကယ်တမ်း United တင်နဲ့ရှင်ပြီးဝယ်မယ်ဆိုရင်တော့မှစပါးနဲ့ယူကာလည်းရှိနေစပါးလက်ရှိမှာတူနေနဲ့အပေါင်သန်း80မပေးချင်တဲ့ကြောင့်နောက်ဆုံးသွားတယ်ကစားသမားကိုရန်နဲ့ယူနိုက်တက်ကိုယူချက်ထားတယ်ယူကာဆယ်ကလည်းတခုနလက်ရှိမှာတူနေနဲ့ပေါင်သန်း60တက်နေပဲကျန်တဲ့ကစားသမားကိုခေါ်မှာချာအိုဘက်ဒူနဲ့အချီနီကောင်းတဲ့ချက်စီးထက်သူကတာပြီးတော့ခေါ်မယ်အနေထားမှာရှင်မှာသူချာအိုဘက်ဒူပဲခေါ်မှာအဲ့တော့ အမှန်တမ်းပြောမှဆိုရင် United တင်းနေတဲ့ဒုတိယမြောက်ကန်လန်မူတာဒါကျွန်တော်တို့ Brentford ဘက်ကညှိပေးခဲ့မယ်ဆိုရင်တော့ရှင်းတယ်ဖေကတာ they have to move on ဒီကနေပြော United တင်းနေတာရှေ့ကိုဒါတလန်းတိုးပြီးတော့တခြားသောကစားသမားတွေခေါ်တင်တယ်လို့မြင်တယ်ဒါမှမဟုတ်ဒါကျွန်တော်တို့လက်ရှိအာအမြင်တွေအရဆိုရင်တော့ United အတင်းနေတဲ့ကျွန်တော်အနေနဲ့ တိုက်ဆက်မှုတွေဒီငွေများပူထဲ့များပူမကောင်းဘူးလားကျွန်တော်ဥပမာလက်ရှိမှာ rice ဟိုင်လန်ကတော့ euro 140ဒါပေါင်25သန်းလောက်နဲ့ရောင်းလိုက်မယ်ဆို United သေးတယ်ခုလက်ရှိဒီတန်း60ကိုထပ်ပေါင်းမယ်ဆိုပေါင်85သန်းတန်90ဆိုဗျ United သေးတယ်လူချင်းနဲ့တိုက်ဆက်မှုကောင်းကောင်းရနေတဲ့အနေထားပါမရှိတယ်ဘာလို့ကျွန်တော်တို့ကဒီကစားသမားကိုဘာလို့တန်း60တစ်နှစ်ပဲကြာကစားသမားတန်း65သန်းပေးနေတော့ပါလဲခမောင်းနဲ့ကျွန်တော်အမြင်မတူချင်မတူနိုင်ဒါပေမဲ့ကျွန်တော်ရဲ့အမြင်ကကျွန်တော်ဒီလိုပဲမြင်တယ်ဘာလို့ဆိုတစ်နှစ်ပဲကြာကစားသမားကို60ပီတာတော်တော်လေးကိုများလာပြီးတော့မြင်တယ်လို့ပြောရင်လည်းကျွန်တော်တော့ငုံပြီပေါ့ဘောလုံးဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media တွေ ီး point ဆိုね TV4 ကြီးတို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။နည်းနည်းလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုတဲ့ TV4 ကြီးတွေလင်းလေးတွေကိုထည့်ပေးထားကြပြီကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ကျွန်တော်အားပေးလို့ရပါတယ်။နည်းနည်းလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အိုးနည်းနည်းကလစ်မှာမြန်မြန်နိုင်ပါဖြစ်ပါတယ်။အားလုံးမကြိုးတမရဲကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေ။စွန့်ကောင်းကောင်းတောင်းပေးနေပဲကျွန်တော်တို့တွေနောက်မှပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးမကြိုးတမရဲမြန်မြန်ကလစ်ပေးကြအောင်ဗျ။နည်းနည်းကလစ်မှာမြန်မြန်နိုင်ပါဖြစ်ပါတယ်။အားလုံးမကြိုးတမရဲ Det var vi.